အားလုံးပဲမင်္ဂလာပါဒီတစ်ခေါက်ကကြတော့လီလီပါလေးကိုကြည့်ပေးမလဲဆိုလို့ရှင် universal message လေးပေါ့နော်ဒါလေးကိုကြည့်ပေးမယ်ခုချိန်မှာကိုမာရီကိုတိဖို့လိုနေလေဆိုတဲ့ဟာလေးတွေကို ပြောပြပေးသွားမယ်အာဒီ reading လေးကတော့ timeless reading ပဲဖြစ်တယ်။ဘယ်ချိန်မှာပဲဖြစ်ဖြစ်ကိုကတွေ့ခဲ့တဲ့အချိန်မှာဒါကိုရဲ့ energy ပေါ့နော်။ဒါကိုနဲ့ energy ချိန်ဆက်လို့တွေ့တယ်လို့မှတ်ယူပြီးတော့မှ reading လေးကိုကြည့်ရှုနိုင်ပါတယ်။ကဲအခုစလိုက်ကြမယ်နော်။ ကဲဒီတစ်ခါ reading လေးမှာတော့ခက်ကလေးတွေကတော့အများသောအဖြစ်ကတော့ um major တွေပဲပေါ့နော် major တွေပဲဆိုအခုချိန်မှာကိုကအာဒီ season လေး ਨੇ ကြောက်လာတော့မသိဘူးဒီ Scorpio season မှာဖြစ်နေလို့လားမသိဘူးပေါ့နော်ကိုရဲ့အတွင်းထဲမှာရှိနေတဲ့ဒီရှင်းလင်းစရာကိစ္စတွေကိုရှင်းလင်းဖို့လိုအပ်တာတွေရှိနေနိုင်တယ်အာကိုအစိတ်အဆင်မပြေတဲ့အကြောင်းတရားတွေကြုံလာနိုင်တာတွေရှိတယ်ဒါပေမဲ့ဒါကိုကိုကတိတ်ချထိန်းချုပ်နိုင်နေဆိုတဲ့ဟာလေးကိုတွေ့နော် ကိုယ်စိတ်ထဲမှာဘလို့ပဲခံစားနေရပါစေဘလို့ပဲ emotion တွေများနေပါစေကိုကဒါကိုတကယ်ပဲထိ ंछ ုံနိုင်နေဆိုတဲ့ဟာလေးကိုတွေ့ရတယ်။ဒါလေးကပြည့်လည်လည်ဖြစ်သွားမယ်ဆိုတဲ့ဟာလေးကိုတွေ့ရပေါ့နော်။အဓိကတော့ဒီကာလလေးမှာကိုရဲ့စိတ်ထဲကိုပဲသွားပြီးတော့မှကိုရဲ့ inner ရဲ့ကိုပဲသွားပြီးတော့မှအလုပ်တွေလုပ်စီခြင်းနဲ့အတခြားသူကိုသွားပြီးတော့မှအပြစ်ရှာနေတာအပြစ်မြင်နေတာပုံချနေတာမျိုးတွေထက်စာရင်ကိုကိုကိုပဲပို့ပြီးတော့မှအငါဘာကြောင့်ဒီလိုတွေဖြစ်လဲဆိုတဲ့အရာတွေပေါ့နော်။ ကိုကိုကိုပဲပြန်သွားကြည့်ပြီးတော့မှအဖြေရှာလာသည်ဟာဒီချိန်ဒီကာလမှာအကောင်းဆုံးပဲဖြစ်တယ်ဒီချိန်ကာလလေးမှာတော့ကိုကအများကြီး reflection တွေလုပ်ဖို့အတွက်လိုတယ်ဆိုတဲ့ဟာလေးကိုတွေ့ရတယ် အာဒီလိုမှလည်းကိုကရှေ့ဆက်ပြီးတော့မှ energy တွေပို့ပြီးတော့မှဟိုတန့်စင်သွားမယ်အဆင်ပြေသွားမယ်ဆိုတဲ့ဟာလေးတွေ့ရပေါ့နော်ဒီချိန်မှာတော့တကယ်ပဲ energy work တွေကိုလုပ်ဖို့လိုအပ်တဲ့တကယ်အချိန်ကောင်းတစ်ခုလည်းဖြစ်တယ်လုပ်ဖို့လည်းတကယ်ကိုလုပ်ဖို့လုပ်ရမယ်ဆိုတဲ့ message လေးပေါ့နော်ဒါလေးကိုရတယ်အာအဲ့ခါကြလို့ရှင်ဒါကိုပို့ပြီးတော့မှအဆင်ပြေလာမယ်အာကိုထဲမှတ်မထားတဲ့အခွင့်အရေးတွေလည်းရရှိလာမယ်မမျော်လင့်ထားတဲ့သတင်းစကားတွေပဲဖြစ်ဖြစ်လောက်ကင်မှာပဲဖြစ်ဖြစ်အခွင့်အရေးတွေပေါ့နော် ဒါတွေကပို့ပြီးတော့မှကိုယ့်စီကိုရောက်ဖို့ရှိလာမယ်ဆိုတဲ့ဟာလေးကိုတွေ့တယ်။နောက်တစ်ခုအနေနဲ့ကတော့ဒါကိုပြီးဆုံးသွားပြီလို့ထင်တဲ့အရာတွေကနေပေါ့နော်ပြန်လဲစတင်ရတဲ့အကြောင်းတရားလေးတွေရှိလာမယ်။ energy အစ်စ်နဲ့ပြန်ပြီးတော့မှစတင်မယ်။အဆုံးတက်ခဲ့ရမယ့်အရာတွေကလည်းအဆုံးတက်ခဲ့ပြီးပြီးသွားပြီးပြန်လဲစတင်ခြင်းတွေမှာလည်းဒါကိုကခွန်အားရှိရှိနဲ့ပြန်လဲစတင်နိုင်မှုအတွက်ကိုဒါကိုကိုကိုပြန်ပြီးတော့အာတိဆောက်ဖို့လိုအပ်ပါတယ်အဲ့တော့ကိုသည်အာအခုချိန်မှာ အဆင်မပြေတဲ့အရာတွေကပြီးဆုံးသွားတော့မှာပေါ့နော်ပြီးဆုံးသွားတော့မှာကောင်းမွန်သော universe ရဲ့ blessing တွေကိုလာတော့မှာဖြစ်တယ်ဒါကြောင့်ဒါတွေကိုလက်ခံဖို့အတွက်ကို ready ဖြစ်နေပါစေအဲ့ဒီအတွက်ကို့မှာရှင်းထုတ်စရာအရာတွေအားလုံးကိုရှင်းထုတ်ထားပါစေကို့မှာလွတ်နေတဲ့နေရာတွေမှာဒီ universe ရဲ့ blessing တွေ abundance တွေဝင်လာဖို့အတွက်ကိုကို့အခုကလေးက ready လုပ်ဖို့ ready လုပ်ထားဖို့လိုအပ်တယ်ဆိုတဲ့ဟာလေးကိုအပြောချင်တယ်အာတကယ်ပဲတချို့ဒီကိုမတွေ့ရကြတဲ့လူတွေနဲ့ပဲဖြစ်ဖြစ်ကိုရဲ့ဒီအလုတ်ကိုင်းပိုင်းဆိုင်ရာတွေမှာဖြစ်ဖြစ်ပေါ့နော်ကိုရဲ့မိသားစုမှာပဲဖြစ်ကိုရီးယားအခုချိန်မှာအခုခုဆိုလို့ရှိရင်အာတည်တည်ချာချာနဲ့အာတိုက်တိုင်းမင်းမင်းလောက်ရတဲ့အကြောင်းအရာတွေရှိလာနိုင်တယ်ရှိနေနိုင်မယ်ဒါကြောင့်မို့လို့ဟိုတစ်ခုတစ်ယောက်နဲ့တစ်ယောက်ကအမြင်မတူဘူးဆိုတဲ့အခါကြလို့ရှိရင် ဒါတေချာလေးစကားတွေပြောပြီးညှိနှိုင်းပြီးတော့အဖြေရှာရတာမျိုးတွေရှိနိုင်တယ်ဒါကြောင့်မို့လို့ဒီလိုညှိနှိုင်းရတဲ့အချိန်ကာလမှာလည်းကိုကစိတ်တမကြပဲစိတ်မညစ်ဖဲနဲ့အဖြစ်တတ်တဲ့ဒါတယောက်နဲ့တယောက်ကိုနားလဲပြီးဖို့လိုတာပေါ့နော်။အော်ဒါကတော့သူ့အမြင်ကဒီလိုရှိတယ်။ငါအမြင်ကတော့ဒီလိုမျိုးလေးရှိတယ်။ဒါတွေကိုပွန့်ပွန့်လင်းလင်းပြောပြီးတော့မှ အာရှေ့ဆက်ပြီးတော့မှလောက်ကိုင်းဆောင်ရွက်ပါအဲ့ဒီခါကြလို့ရှိရင်ဒါကိုအတွက်အာခွင့်ကလန်းကောင်းနေလေအများကြီးရလာမယ်ပို့ပြီးတော့မှအာကိုရီတီဆောင်နေတဲ့အရာတခုကပို့ပြီးတော့ခိုင်မာလာမယ်တိုးတက်လာမယ်ဆိုတဲ့ဟာလေးကိုအာဒီနေ့ဒီ universe message လေးမှာတော့အဲ reading လေးအနေနဲ့အဖြေလေးရထားတယ်အဲ့တော့အားလုံးပဲအဆင်ပြေကြပါစေနောက်ထပ် reading လေးတွေမှာပြန်ပြီးတော့မှဆုံတွေ့ကြမယ်